အားသာဝါနာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာ။ဧပြီလ15ရက်နေ့နောက်ဆုံးရအာဆီယံညနေသတင်းလေးပုဒ်ကိုကြုံတူတူကကြည့်လိုက်ရအောင်။ပထမဆုံးတွင်ပို့ကတော့သစမ်းဖို့ဖို့ကဖော်ပြထားတဲ့ our rest day 3နဲ့ပဲကျွန်တော်စလိုက်ရအောင် လက်ရှိအချိန်မှာဈေးကွက်ထဲမှာအာဆင်နယ်အသင်းတိုက်စစ်မှုနဲ့ပတ်သက်တဲ့တေချာကြီးရတဲ့သတင်းတွေမရှိသေးရဖြစ်တဲ့အတွက်အသင်းရဲ့ကစားသမားဟောင်းတူဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါလက်ရှိအချိန်မှာဒဆိုင်းရဲ့ဖော်ပြထားချက်အရဆိုရင်တော့မန်ချက်စတာယူနိုက်တက်ကသူတို့အသင်းရဲ့လာမယ့်နေရာဒီမှာဂိုးသမားအကြီးမားပြောင်ပြောင်လဲလဲလုပ်တဲ့အခါကျရင်စကားတင်အဆင့်ရွေးချယ်ထားတဲ့ဂိုးသမားစီးနဲ့မှာအာဆင်နယ်ရဲ့ဂိုးသမားဟောင်းအာရန်စတီလဲ ပါဝင်လာခဲ့ပါတယ်သူတို့ကအမာရုအိုနာနာကိုလည်းရောင်းချမယ်အယံကွန်းသမားဘယ်ရင်ဒါကိုလည်းတိတ်ပြီးအယုံကြည်မရှိတဲ့အခါမှာအမိုရင်ကတော့ဂိုးသမားပိုင်းဆိုင်ရာကိုအသင်းရဲ့အခြားနေရာတွေကိုကြီးကြီးမားမားအပြောင်းလဲလုပ်သွားဖို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကစားသမားတွေကိုတော့တယောက်ချင်းစီလိုက်ပြီးသူတို့ကြည်နေလို့ကြားသိရတယ်အဲ့ဒီတော့မှရန်စတီကိုလည်းစိတ်ဝင်စားနေဖြစ်တဲ့ဆိုပြီးတော့ The Sun Popo ကပေါ်ပြထားပါတယ်ဒီရာဒီ32ပွဲမှာ38ဂိုးသွင်းထားပြီးမြေ45ဂိုးအထိပြန်ပေးထားပြီးတော့ မိုင်းနဲ့7ပြင်းပြနေခဲ့တဲ့ဂိုးကွာချချက်မှာရှိနေခဲ့တဲ့ United တို့ကတော့အသင်းရဲ့နောက်တန်းကဂိုးသမားရောအခြားနေရာတွေကိုအင်အားဖြည့်တိမှုတွေနှွေမှာလှုပ်ဖို့တဲ့ပြင်ဆင်ကြပါအဲ့တော့တစ်ဖက်မှာကြည့်မယ်ဆိုရင် Run State က South Tottenham အသင်းနဲ့အတူတူချန်ပီယံရှစ်ကိုတန်းဆင်းသွားပြီသူဒီ ချန်ပီယံရှစ်ကိုတန်းဆင်းသွားရတဲ့ဆိုပေမဲ့အဲ့ဒီစာချုပ်ပါအချက်လျက်တန်းဆင်းသွားတဲ့အခါကျလို့ရှိရင်စာချုပ်ဖြတ်သိမ်းပြီးထွက်ခွာဝင်ပေးရမယ်ဆိုတဲ့အချက်ရှိရဖြစ်တဲ့အတွက်လာခေါ်မယ်သိနေဆိုရင်တော့ပြောင်းရွှေ့ကြည့်အများကြီးပေးရမလို့ဒါရန်စတိနဲ့တပိုင်းပေါ့လေအာဆင်နယ်နဲ့ရန်စတိကြကစာချုပ်အခြေအနေကတော့တန်းမဆင်းခဲ့ရရင်အာဆင်နယ်တို့ကိုပေါင်တန်းထပ်ပေးရမယ်ဆိုတဲ့သဘောတူညီမှုရှိရဲဒါပေမဲ့တန်းဆင်းသွားခဲ့တာဖြစ်တဲ့အတွက်ပေါင်တန်းအာဆင်နယ်တို့မရဘူးဒါပေမဲ့ဒီကစားမ ကအဲ့ဒီဆောက်တာတန်တင်းတဲ့အတူချန်ပီယံရှစ်ကိုမသွားချင်ဘူးပရီးမီးယားလိအတင်းတင်းလာပြီးကန်လန်းလို့ဆက်ပြီးနေချင်ဆိုရင်စာချုပ်ဖြတ်သိမ်းခွင့် Rusty လက်ထဲမှာရှိရယ်ဒါတိ United မဟုတ်ဘူးသူ့ကိုခေါ်ခြင်းနဲ့အသိအတွက်ဆိုရင်တော့တကယ်အခွင့်အရေးပဲဟိုတလောကကျွန်တော်ကြားလိုက်သေးတယ် Western United ကလည်းဒီကစားသမားကိုလိုချင်နေကြားသိရတယ်အဲ့တော့ Amorin ရဲ့ဂိုးသမားပိုင်းဆိုင်ရာမှာဆိုရင်တော့သူတို့ရောင်းချမှုတွေလုပ်ပြီးပြင်ပြီးအင်အားဖြစ်နေတဲ့အခါမှာ Rusty လက်ဖြစ်ကောင်းဖြစ်နိုင်တယ် ကိုယ့်ရဲ့ပြိုင်ပွဲသင်းစီကိုကိုယ့်ရဲ့ကစားသမားဟောင်းတူရောက်တော့မှမလိုလားဆိုပေမဲ့ချန်ပီယံရှစ်မှာသွားစောနေတဲ့ဆိုင်တော့ Ramsdale Premier League မှာဆက်ပြီးရှိနေတာကအင်္ဂလန်အသင်းအတွက်လည်းရွေးချယ်ခံမှုလမ်းပေါက်တယ်ပြောလို့ရတယ်။အဲ့တော့ Ramsdale ဒီ quality နဲ့ကိုယ်သမားတူသူ Premier League မှာဆက်ပြီးရှိနေဖို့လုံလောက်တဲ့လက်စွမ်းရှိတယ်။အခုသူတို့တန်းတာဆင်းသွားတာ Ramsdale ဒီဒီယာဒီမှာအသင်းအတွက်ဆိုရင်105ကျင်းတော့ပုတ်ထုတ်ထားတယ်။အဲ့ဒါဒီ Premier League 24ပွဲမှာကလစ်ရှစ်2ကျင်းပုတ်ထုတ်ကောင်းဝင်မှု 105ကျင်းတပွဲချင်းပြည့်မြောက် rating 6.3အထိရှိတယ်အဲ့ဆိုတော့အာဆင်နယ်တို့ကတော့ຫນွေတုံးက UO 23တန်းချူကျော်လေးနဲ့ရောင်းချလိုက်တယ်ဆိုပေမဲ့ဒီကစားသမားတီအာဆင်နယ်ကပတ်စံတူကျွန်တော်ရောင်းတယ်ဆိုတာတက်ပွဲထွက်ခွင့်တနည်းအတွက်ထွက်ခွာသွားတယ်ပြောလို့ရတယ်။အကယ်၍များ United မဟုတ်ဘူးအသင်းကြီးဘယ်အသင်းမဆိုကလန်တီဖြစ်စေဒီကစားသမားပွဲထွက်ခွင့်တနည်းနဲ့ဆိုရှင်တော့ပြောင်းသွားနိုင်ရှိရဲ့လောက်ခဏသာလုံးကြည့်မဲ့တိုက်မျိုးတက်မှာမပါဘူး။ပြီးတော့ Rusty နဲ့ပတ်သက်ပြီးကျွန်တော်ညီကိုမှတ်မိအောင်ပါပါ။သူကအဲ့ဒီ Cancelan ၄ရောက်တုံးကို ကောင်းကောင်းလေးမောင်းနှင်ပြီးတော့အသင်းအတွက်မူတီအရန်လုတ်ပေးတဲ့ကိုသမားတူပြောလို့ရတယ်ကျွန်တော်တို့သိရဲ့စွီပါကီပါအရန်ဆန်တဲ့ကိုသမားမဟုတ်ဘူးဒါပေမဲ့စတော့ကီပါဘေးမှာတော့မထင်ထားလောက်တဲ့ပုတ်ထုတ်ကောင်းဝင်မှုတွေမကြာခဏမြင်ရတဲ့ကိုသမားအင်္ဂလန်သားလည်းဖြစ်တယ်အသက်က26နှစ်ပဲရှိသေးတယ်အဲ့ဆိုတော့ရန်စတိနဲ့ပတ်သက်ပြီးတော့ဘလောက်ပမာဏပေးပြီး United ကိုခေါ်သွားမယ်ဒါမှမဟုတ်အခြားအသင်းတွေမှာတွေ့ရမလားကျွန်တော်စောင့်ကြည့်သွားပါပါသူကတော့2019 2020ဘောလုံးရာသီတုန်းကဘုံမောင်းနဲ့တန်းဆင်းမှုတယ် နောက်တစ်နှစ်2020-2021ဘောလုံးရာသီမှာရှက်ဖီးနဲ့တန်ဆင်မှုတယ်အခုဒီရသီ2024-2025ဘောလုံးရာသီမှာတော့ဆောက်တာတန်းနဲ့တန်ဆင်မှုတယ်ကျွန်တော်တော့ကျွန်တော်တို့တစ်ချိန်လုံးကအတူတူဖတ်ပြီးတော့ပျော်ခဲ့ရဘူးတဲ့ player တယောက်ကိုအသင်းအသင်းကိုရောက်စေချင်ပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့အဒရာဒိုဟက်ကဖော်ပြထားတာပါဒီသတင်းကိုတော့လူကတ်ထာနာကာလို့ခေါ်တဲ့သတင်းထောက်စီကသူတို့ကကူးယူဖော်ပြထားတာဒါကတော့ဘရာဇီးကလပ်အက်သလက်တီကိုမင်နဲရိုအသင်းစီကတိုက်စစ်တောင်းပန်ညာဘက်တိုက်စစ်တောင်းပန်ကစားသမားဖြစ်တဲ့ဂါဘရီယယ်မင်နီတိုကိုအာဆင်နယ်တို့ကစိတ်ဝင်စားနေပါတယ် လက်ရှိအချိန်မှာအာဆင်နယ်တို့ကအသင်းရဲ့ကင်းထောက်တွေကိုပါအဲ့ဒီကိုဆေလွတ်ထားပြီးတော့တိုးတက်မှုတစုံတရာရှိတိုင်းအသင်းကိုပြန်ပြီးအစီရင်ခံဖို့အတွက်အမြဲတမ်းညွှန်ကြားနေလို့ကြားသိရတယ်။ဒီကစားမောက်တော်တော်လေးသဘောကျနေပြီးတော့ပထမဆုံးကံလန်းမှုဖြစ်လောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ UO 14တန်းလောက်ထိအသုံးပြုပြီးဒီကစားမောက်လေးကိုခေါ်ချင်တယ်ဆိုပြီးသတင်းတွေတက်လာတယ်။အမှန်တကယ်တော့ကြောင်းညူကိုတွေသိတဲ့အတိုင်းပဲဘရာဇီးဈေးကွက်ကကစားသမားတွေသည်လက်ရှိဥရောပဇက်ကွန်ဟာအသင်းကြီးအနေနဲ့ဆိုအရန်ကြိုက်တဲ့ဈေးကွက် တစ်ချိန်တော့ဆိုဘရာဇီးဘက်ပတ်သက်လို့ရှိရင်ကျွန်တော်တို့စီမှာအီဒူကက်စပါရှိတဲ့အတွက်အရင်စိတ်ပူစရာမရှိဘူး။ဒါပေမဲ့အခုခါမှာတော့အီဒူကက်စပါလို့ဘရာဇီးဘုံလောကကိုလွှမ်းမိုးနိုင်တဲ့အင်ဂျင်တောင်မရှိပေမဲ့လည်းအရေးသွင်းမြင့် entry barter ရှိတဲ့ဖြစ်တဲ့အတွက်ခေါ်မယ်ဆိုရင်တော့ရနိုင်တယ်။ဘာကြောင့်ဘရာဇီးကကစားသမားတွေကအသက်16နှစ်15နှစ်နဲ့ဈေးကြီးပေးပြီးခေါ်ရလဲ။ရှင်းပါတယ်။ ူတို့က quality မြင့်ကစားသမားတွေထူးသဖြင့်ဝင်ငါပိုင်းမှာတော်တော်လေး player ကောင်းတွေထွက်တာအဲ့ဒီအတွက်အဲ့ဒီအသက်အဲ့ဒီအရွယ်တန်းမှာအလောက်ရင်းနှီးမြုပ်နှံမှုလုံထားတာကမှတော်ကားကြတယ်အကယ်များအသက်16 18လောက်19လောက်ဖြစ်ပြီဆိုရင်တော့အနည်းဆုံးယူတန်း60 60လောက်သူတို့ကတောင်းကြတာဘလောက်ရရင်ရောင်းရမလဲဆိုတော့ကောင်းကောင်းတီးတဲ့ academy တွေကိုတိဆောက်ထားတဲ့ brazil club တွေလို့ပြောလို့ရတယ်ဗောလေပြီးတော့ဒီကစားသမားလေးပေါ်ထွက်လာခဲ့တဲ့ academy ကလည်း manchester city player sabin ကိုထွက်လာခဲ့ဦးတယ် academy ဒီကစားမှာတော့ဘယ်ဂျီအာဒန်ညာဘက်တက်စစ်တော်ဝင်မှာကစားတယ်အသက်ကငယ်သေးပေမဲ့လေဘရာဇီး U16 မှာဝင်ပြီးကစားနေပြီးတော့မင်းနဲရိုကဲ U16 အသင်းမှာကစားနေပေါ့လေအရက်ကတော့9ပေ9လက်မှရှိတယ်ဝင်းငါပချက်မှာတော့အလင်းခေါက်တော်တော်လေးကောင်းပြီးတော့အရေးသွေးမြင့်ကစားသမား2ဖြစ်အားလုံးကတော့တက်ပေးထားတယ်အဲ့တော့ဒီဝင်းငါကစားသမား2ကိုအာဆင်နယ်တို့ ခေါ်ဖို့နွေရာသီမှာလှုပ်လာမှာစောင့်ကြည့်သွားမှာပေါ့လေလောဆယ်ကင်းထောက်တွေဆေလွတ်ထားရဆိုတော့စိတ်ဝင်စားရဆိုတဲ့အဆင့်ထက်တော့အများကြီးပူတဲ့နေသားလို့ပြောလို့ရတယ်ကျွန်တော်ကတော့တိုက်စစ်တောင်ပန်အတွက်အသေးမဲ့မာတီနေတူတို့ကစားမှတ်မှုတွေရှိသေးဆိုရင်လည်းအကယ်၍ဈေးမများလေးသုံးရမယ်ယူရိုတန်း20လောက်ထိကျတင်သွားမယ်ဆိုလို့ရှိရင်တော့နီကိုဝီလျံသုံးမယ်ကိစ္စအောင်ပါပဲရင်းနှီးမြှုပ်နှံနေတယ် quality ဘလောက်ရှိကြည့်အချိန်တိုင်းတိုင်းတာတစ်ခုထိကျွန်တော်တို့အချိန်ပေးအောင်မှာဖြစ်တဲ့အတွက်တကယ်ဝယ်မဲ့ player တွေမှာပဲဘတ်ဂျက်ကိုပိုပြီးသုံးစေချင်တယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Spider-Man နဲ့ပတ်သက်ပြီး David Austin ကဖော်ပြထားတာပေါ့လေ။ကြံခဲ့တဲ့နှစ်လသုံးလတော့အကြောင်းကြီးကိုသိမှာပါ။ နော်ဝေသားလေးစပယ်ရန်နီဗန်ကအာဆင်နယ်ပါဝင်အသင်းတော်များကိုနောက်ကျရင်အကြောင်းပြန်မယ်ဆိုပြီးတော့ချွေးသိမ့်သွားခဲ့တဲ့ကိစ္စပေါ့လေလန်ဒန်မှာလာပြီးတော့လဲဆွေးနွေးခဲ့ဘူးတဲ့နောက်ဆုံးတော့သူ့အဖေကလာမယ့်ຫນွေကြတော့မှာပဲဘယ်အသင်းမှာသူ့သားကစားမလဲဆိုတာအကြောင်းပြန်မယ်ဆိုပြီးပြောသွားတယ်ကစားသမား quality မြင့် player ဖြစ်တဲ့အတွက်အသင်းကြီးရဲ့လိုက်တဲ့ခါမှာသူတို့ကအထက်စီးရနေပဲသူတို့ကြိုက်တဲ့အသင်းကိုခေါင်းခေါက်ပြီးရွေးတာစပယ်ရန်နီဗန်ဆိုတော့ကနော်ဝေ club rosenborg အသင်းရဲ့အကယ်ဒမီဖြစ်တဲ့ကစားသမားကွင်းလယ်မှာဘောက်တူပေါက်ဆော့လို့ရတယ်အရက်က6ပေရှိတယ် quality မြင့်ကစားသမားအဲ့အတွက်လက်ရှိအချိန်မှာ on stream ရဲ့ဖော်ပြထားချက်အရဆိုရင်တော့ Real Madrid, United, Manchester City, Arsenal, Girona တို့ကိုကျော်လွန်ပြီးတော့ Aston Villa အသင်းစီရောက်ဖို့တော်တော်လေးကိုနီးစပ်နေပြီဆိုပြီးသူကဖော်ပြသွားတယ်။နောက်ဆုံးတစ်ချောင်းမှာဆိုရင်တော့ပုပ်ကွေသဘောတူညူတော်လုတ်ပြီးပြီဆိုပြီးတော့ဖော်ပြသွားတယ်ပေါ့လေ။အဲ့ဆိုတော့ number 8 Roma နံပါတ်10 Roma ကိုဆော့နိုင်ပြီးတော့ transfer market မှာ Euro 12တန်းပဲတန်ကြီးရှိရာဖြစ်တဲ့အတွက်နောက်ဆုံးလွန်ကျော်ပေးရမယ်ဆိုရင်တော့ Euro 10တန်းနဲ့15တန်းကြားလောက်ပဲ Villa လို့ချတင်နိုင်ပေါ့လေ။ တော့ကျွန်တော်တို့ရဲ့နာမည်ထွက်ခဲ့ဘူးပြီးတော့အနည်းစဆုံဆွေးနွေးခဲ့ပြီးမဲ့မာတင်အိုဒီကတ်ဝိတ်နဲ့ခေါ်လို့ရမယ်လို့ထင်ခဲ့တဲ့နော်ဝေသားလေးကတော့ဘီလာကိုရောက်ဖို့များနေပြီအဲ့လို့ဆိုတော့သူယူတဲ့လမ်းမှန်ပါစေပေါ့လေကိုရီသင်းစီကိုရောက်လာရင်လည်းနေရာပေးနိုင်ဖို့ကမကျိန်းသေးဘူးဖေဘီယိုဘီရဲ့ပြန်လာမှရဲ့ဝါနရီရှိနေမှရဲ့လူးဝစ်ကယ်လီကွင်းလေဝင်လာမှရဲ့နောက်ပြီးတော့အသင်းရဲ့ရှေးသွဲစီနီယာကစားသမားတွေတဆိုင်လူငယ်တွေကိုထည့်သွင်းမှု ကွင်းလေပိုင်းမှာဗောလေအာဒီတာအနေနဲ့လူငယ်တွေကို trainee နဲ့အရန်ကုန်မှာခေါ်လာတာကိုလည်းတွေ့မြင်နေရတာဖြစ်တဲ့အတွက်ဒီကစားသမားလေးရဲ့နောက်ဆုံးဘီလာကိုရွေးချယ်သွားလို့ကျွန်တော်ထင်တယ်။အဲဆိုတော့16နှစ်ရဲ့နော်ဝေသားကတော့တပွဲချင်းပြင်းပြ rating 7.0ရှိပြီးတော့2026ခုနှစ်ထိ Rosenborg မှာတက်တန်းရှိပြီမလဲဘီလာမှာလာမယ့်ရာသီမှာတွေ့မြင်ရဖို့တော့ရှိနေပါတယ်။ဒီကစားသမားကတော့ကြံခဲ့တဲ့ဘောလုံးရာသီတုန်းက16သွင်းပြီးတော့9လုံးဖန်တီးထားတယ်29ပဲမှာဗောလေ။အဲဆိုတော့ Spain and Ivan ဆိုတဲ့နော်ဝေသားလေးအင်္ဂလန်မှာအောင်မြင်မလား။ ဘီလာမှာဘယ်လောက်ထိလုတ်ပြနိုင်မလဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ ီစီဇန်လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ရှိုးဘောလုံး online အခြေုံလဲကျေးဇူးတင်ပါတယ်အမဆောက်မယ်ဆိုတော့ဘာဘာဖုန်းနံပါတ်တင်ရောကိုခွန်တက်ခွန်66 36 3936တက်ပြီးတော့ဝန်ဆောင်မှုအပြေဝရရနေမှာဖြစ်လို့ဝေပုံဝေချာရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ဖို့ရှိုးရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် iBack ခွင့်ရှိကို Sport Internet 93လုံးမိတူကိုစော်ကစားလို့ရနေပါပြီခင်ဗျာနောက်ဆုံးတင်တဲ့ပုဒ်တော့ John Cross မီလာကဖော်ပြထားတဲ့ကစားသမားနှစ်ဦးနဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့မှာပါတိုက်တဲ့ဆက်ဆိုင်နှစ်ယောက်စလုံးကຫນွေမှာထွက်ခွာဖို့ရေပန်းစားနေတယ်လို့လက်ရှိချိန်မှာလည်း injury ရနေပါတမတယောက် ဂျော်ဂျင်ယိုဘရန်ဖို့အသင်းရဲ့ပွဲစဉ်မှာအင်ဂျူရီရပြီးထွက်ခွာသွားခဲ့တဲ့ဂျော်ဂျင်ယိုကတော့ဒါလက်ရှိ စစ်ဆေးမှုတွေရဆိုလို့ရှိရင်တော့နိုင်ယိုဒန်ယာလို့လည်းကြားသိထားရတယ် ဆရာဝန်ရဲ့စစ်ဆေးမှုတွေရဆိုရင်တော့ရတတပတ်အချို့အနားယူလိုက်ဒီနာကျင်မှုကပျောက်သွားမယ်လို့ပြောပြီးတော့အာဆင်တွေကလည်းယာတီကုန်ကြီးလက်လွတ်ရပွဲမရှိဘူးဆိုပြီးယုံကြည်ထားတယ်။တချို့ report တွေရဆိုရင်တော့အကိမ်များတပတ်နှစ်ပတ်နေလုံးမှမသက်တိုင်တော့ယာတီကုန်ကြီးဒီစားမှနားသွားနိုင်တယ်ရှေ့ဆိုတဲ့ report တော့တွေ့တယ်။ဘလို့ပြောပြောပါလာမယ့် Champion League Real Madrid နဲ့ Quarter Final ဒုတိယအချောပွဲစဉ်မှာတော့ကျော်ချင်းညိုကိုကျွန်တော်တို့လက်လွတ်လိုက်ရပြီဖြစ်ပါတယ်။သူကတော့အသက်33နှစ်ရှိပြီ အီတလီသား26ပွဲတရားဒီမှာအာဆင်နယ်တင်းနဲ့ကစားလာတယ်။ဒါပေမဲ့တကယ်ပွဲထက်တာက16ပွဲတကိုးသွင်းထားပါတယ်။ဒုတိယတောက်ကတော့တော့မတ်ပါတီဘရန်ဖို့အသင်းနဲ့ပွဲစဉ်မှာအသေးစားနာကျင်မှုအချို့ရှိခဲ့တဲ့အတွက်လူစားလဲမှုမြင်မြန်ဆက်ဆက်လုပ်ခဲ့တဲ့တော့မတ်ပါတီကတော့လက်ရှိအချိန်မှာဒဏ်ရာပြဿနာအရန်မကြီးမားပြီမဲ့လေရီယက်နဲ့ပွဲစဉ်အမိပြန်ပါဖို့အတွက်ကြန့်ခိုင်မှုစစ်ဆေးမှုတချို့လုပ်နေတယ်လို့ကြားသိရပါတယ်။အင်ဂျူရီနဲ့ပတ်သက်ပြီးတော့တိတ်ပြီးစိုးရိမ်တာမရှိမဲ့ကြန့်ခိုင်မှုပြေဝမှာပဲအဲ့ဒီပွဲစဉ်မှာသုံးဖို့ရှိရဆိုပြီးတော့ဂျွန်ခရော့စ်မီတာကဖို့ ေါ်ပြထားပါတယ်အဲ့တော့69မိနစ်မှာထင်ပါနဲ့လူစားလေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့ကပါတီတော့ injury ရောက်ပြီထင်တာအမေရိကတော့ပါတီကလည်းနည်းနည်းဒဏ်ရာရတဲ့ပုံစံနာကျင်နေရဆိုပြီးတော့အသင်းစေဖွင့်နဲ့တိုင်ပင်ပြီးတော့စောစောလူစားလေးခဲ့လိုက်တာပေါ့လေ32နှစ်ရဲ့ခန္ဓာသားတော့အသင်းတော့ဒီအတိုင်းမှာ55ပွဲတောင်ကစားထားတယ်38ပွဲကတော့ပွဲထွက်ထားပြီးတော့၄ကိုသွင်းနှလုံးဖိန်တာပါတယ်အဲ့နေရာ injury ရသွားလဲမပြောနဲ့သူစောရတဲ့နေရာက ဒီဖူးဘက်နေရာနေပြီးတောင်ပန်ထိအတက်ဆင်းဆော့ရအရင်လိုကွင်းလယ်မှာပဲဘောလုံးဖြန့်ပြီးတော့စတာမီနာခြွေဆော့လို့ရတဲ့နေရာမဟုတ်တဲ့အတွက်ဒီနေရာကသူ့အတွက်ဆိုရင်တော့ unlucky လို့ပြောလို့ရတယ်အဲဆိုတော့ပါတီချန်ပီယံလိပွဲစဉ်မှပြန်လာနိုင်မယ်လို့တော့ကျွန်တော်ကယုံကြည်ထားပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ